ါပေါင်းမင်းပြေဆုံးကြပါစေရှင်။ဆရာလူခါရေးသားထားတဲ့မြစ်လက်တက်များဆိုတဲ့စာအုပ်လေးကိုမျှဝေတင်ဆက်ပါမယ်ရှင်။တရုတ်တရောက်ကောင်းဖို့ရောက်မှုငါတို့မြန်မာပြက်လင့်ဂါသာဓမ္မတာတီစေသားများပြည့်ပြည့်ကွာလင်းစွာပြုပြီးဖြစ်သော အခမ်းနယံပေါ်မှထိုစာသားလေးအောင်စတင်မြည်တွဲလိုက်ရသည့်အချိန်မှာမလေးရှားမြည်သို့ရောက်ရှိပြီးနှစ်ရက်အကြာမှာပဲဖြစ်၏။ ကျွန်တော်အားကွာလန်လန်ပူမှဂျိုဟိုဘာယူအထိကားဖြစ်လိုက်ဖို့ပေးတော့အေးချင်းဖြစ်သူတရုတ်ကထိုအခန်းထဲတွင် ကျွန်တော်နေရမည်ဟုလက်ဟန်ချီဟန်နှင့်ပြောဆိုက ထားပြခဲ့သည့်နေ့လည်းဖြစ်သည်ပေ20ပတ်လည်အခန်းထဲ၌အထက်နှစ်ထပ်စီပါသောဂဒင်းနှလုံးအားဘေးတစ်ဖက်တစ်ချက်တွင်ကက်လျက်သာတွေ့ရသည် ကိုကရင်များပေါ်တွင်အိယာအဆောင်ရောင်နှင့်တူသည်ဆို၍ဟောင်းနှဲညစ်ပင်နေပြီဖြစ်သောခေါင်းအုံးများသာရှိသည်ကရင်တလုံးတွင်အထက်နှစ်ခုစလုံးအဝတ်ထည်များနှင့်ပွားနေသည်ဖြင့်လူနှစ်ယောက်ရှိနေလိမ့်မည်ဟုအကျဉ်းဖြင့်မှတ်ယူလိုက်မိသည်ကျန်ကရင်တလုံးတွင်တော့အပေါ်ထက်တွင်ဆန်အိတ်စီဘူးကြက်တော်နှင့်စာငပီတို့အားတင်ထားပြီး အဝတ်စားများကိုတော့အောက်ထက်၌သာတွေ့ရသည် ်ထိုကရင်ချင်ရင်တွင်ပင်ခီးဆောင်အိတ်ကိုပြစ်ချကာကရင်ပေါ်သို့ခြေပြက်လက်ပြေးထိုင်ချပြစ်လိုက်မိတော့သည် ထိုအချိန်တွင်မှအထက်ပါစာသားလေးအားကျွန်တော်နှင့်တူရှုစီမှဆန့်ကျင်ဘက်ကတည်းကဘေးဘက်နေရန်၌တွေးလိုက်ရခြင်းဖြစ်သည် ထိုစာသားလေးအားစိတ်ထဲမှလေးငါးခါထက်မနည်းအကြိမ်ကြိမ်ရွကြည့်နေမိသည် ထိုသို့ရွနေရင်မှ ကျွန်တော်ခေါင်းထဲသို့အလင်းတစ်ချက်ဖြတ်ကနေဝင်းလက်သွားရတော့သည် ထိုစာသားလေးမှာအနန္တသူရိယအမတ်ကြီး၏မျက်ဖြေလင်္ကာထဲမှစာသားတချို့အစာ သူ့နီသူ့ဟန်ဖြင့် ဖြည့်သွင်းရေးသားထားခြင်းပါကလား။အော်ဘလို့အကြောင်းတရားတွေကများခမားတို့ကိုဒီလိုစာသားတွေရေးတတ်ဖို့ဖန်တီးပစ်လိုက်ခဲ့တာပါလေဟုမိတန်းရင် မတွေ့မမြင်ရသေးသောတခရီးတည်းသောတလေတည်းစည်းကြမိဘဝသူခန်းပိုင်ရှင်များဂရင်ထက်မှထိုင်ရင်မျောငေးနေခဲ့မိသည် ညသည်ကျွမ်းကျင်လိမ်မာသောကြောက်သွေးသမား၏လက်ဖြင့်စီရင်အပ်သောအဖိုးတိုင်စိန်တုံးတုံးကဲ့သို့ပြိုးပြက်သောအယောင်သွေးနှင့်ခန်းထည်လျက်ရှိ၏ကျွန်တော်ကဘယ်ချိန်မှပြန်ရောက်လာမယ်မှမသိရသေးသောနှောင်တော်တို့အားအဆောင်ရှိအုတ်ခုံပေါ်မှထိုင်၍မျှော်နေမိခဲ့သည်ကျွန်တော်ရောက်ရှိနေသောအရက်သည်ကွာလန်လန်ပူနှင့်မိုင်ပေါင်းများစွာကွာဝေးပြီးစင်ကာပူနိုင်ငံနှင့်နန်နမိတ်ချင်းထိဆက်နေသော ဂျိုဟိုဘာရူပြည်နယ်ဖြစ်သည်ဆိုသည်မှအပကြံသော အချက်လက်များအားကျွန်တော်မသိခဲ့ကျွန်တော်ရောက်နေသော အဆောင်သည် ကျယ်ဝန်းလှသော စီယုံတော်ကြီးနှင့်နီးကပ်စွာတည်ရှိနေသည်ကိုတော့ကျွန်တော်သိပါသည် အဆောင်ဤတခြားဘက်များတွင် လူမနေသောကိုက်တာအဆောက်အဦများအားအဆောက်ကျက်ကင်းမဲစွာထီးထီးလှမ်းမြင်နေရသည် ်မြူတို့သည်အချိန်ခါမသိရောက်လာတတ်သောဧည့်သည်ကဲ့သို့ငေးမောသူ ကျွန်တော်အနီးသို့ရေဝဲလျက်ရောက်လာကြသည်ကျွန်တော်သိထားသည်မှာမလေးရှားမှာစောင်းမရှိစောင်းမရှိသဖြင့်နှင်းတို့သည်လည်းမရှိနိုင်နှင်းမရှိသဖြင့်ဤတိုင်းပြည်ရှိနိုင်ငံသူနိုင်ငံသားတို့မှချမ်းရေးခြင်းဒုက္ခကိုမှသိပါလေသော အခုချိန်ဆို ကျွန်တော်တို့တိုင်းနိုင်ငံတွင်နှင်းတွေကြွေရောမီအဖေနဲ့အမေသည် အရတပါးသွားရှာသူကျွန်တော်အား300သည်နေနီးထိုင်နီးများပင်တင်ပေးလိုက်ကြသေးသည်နှင်းမရှိသောဤရက်တွင်နှင်းချစ်သူအမေတို့သားသည်ဘဲပုံတံနှင့်ဝင်လာမီမသိရသေးသောလောကဒဏ်အားစိတ်ပြက်အားလျော်စွာစောင့်နေရသည်ကို အမေတို့သိလိမ့်မည်မဟုတ် ဒါသည်ပင်ကံတရားလေလံကျွန်တော်ဤစိတ်တို့ကကျွန်တော်မသိလိုက်မသိမိမှာပင်အဆောင်ထက်အိခန်းနေရန်စီမလင်္ကာပြက်ကလေးစီတို့လွင့်ပြန်သွားခဲ့ပြန်မသည်ထိုလင်္ကာပြက်ကလေးကိုဘသူရေးခဲ့တာပါလဲအော်ညတို့သည်ရှေခဲ့ပါပြီကော နောင်တော်တို့ သတင်းဂျာနယ်ထဲမှာဓာတ်ပုံမှာဆိုင်ကယ်တစည်းပေါ်တွင်အမျိုးသမီးလေးတစ်ယောက်ကအမျိုးသားတစ်ယောက်၏ခါကို နောက်မှ တိုင်းဖက်ထားသည့်ပုံဖြစ်သည်ဆိုင်ကယ်ကရထားတာမျိုးမဟုတ်ဆိုင်ကယ်အမောင်းမှာသတင်းသမားကဘေးမှဂမန်းကတဲ့ရယူထားပုံမျိုးဖြစ်သည်ထိုသတင်းမှာမလေးရှားရောက်မြန်မာမျိုးသမီးလေးတယောက်ညီပေါ်နိုင်ငံသို့အပြေးလိုက်သွားသည့်သတင်းဖြစ်သည် ထိုကဲ့သို့မြမမျိုးသမီးလေးအားခေါ်ဆောင်လောင်းနိုင်သူနီဘောအမျိုးသားအားနီဘောအစိုးရမှမများလွန်းသောစုငွေချီးမြှင့်၍ကြိုးဆိုခဲ့ခြင်းကိုလည်းထိုဓာတ်ပုံအောက်တွင် အတိအကျထည့်ရေးထားသေးသည်ကျွန်တော်တို့အဆောင်တွင်အိတ်ခန်းရှစ်ခန်းရှိ၍အလုတ်သမားပေါင်း40အထိရှိသည်ယခင်ကယခုကဲ့သို့တနင်္ဂနွေစက်ယုံပိတ်ရက်များတွင်ဘီယန်နန်ခေါင်ရည်ကလေးနှင့်ဝိုင်းဖွဲ့သူကဖွဲ့စပင်ညက်သူကညက် ဈေးဝယ်ထွက်သူကထွက်နေခြေတော်ပေါင်း80သည်နေရလို့မရှိအောင်ပင်ဗျာများနေတတ်ကြသည့်နေမျိုးဖြစ်သည်ဒီနေ့တော့ကျွန်တော်တို့အားလုံး၏ဥကောင်းထက်တွင်ငွေစိုးသည်အစိတ်တို့တွန်ခဲ့ပြီဒီကိစ္စကဘီယန်နံကိုခုနှစ်ခုရှုံးလုံးကလို့မင်းတို့တနေ့တွေ့မယ်လို့ကြိမ်းလို့ရတာမျိုးမဟုတ်ဘူးကွာသူတို့လူမျိုးတွေကမင်းကလေးလို့တော့မှမလို့ဘူး အမြဲတစေအေးအေးဆေးဆေးသာနေလေးနေထားရှိသောရန်ကုန်သောကိုမောင်ကြည်ဤဒေါသတံပဲဖြစ်ပါသည်ဘီယန်နံအသင်းကိုမြမဘောလုံးအသင်းကခொနကိုးပြည့်ရှုံးခဲ့ရစဉ်အခါကဘီယန်နံလူမျိုးများရှိမှဥဆောင်ဥကောင်းအောက်ချကကျွန်တော်တို့ပြန်လာခဲ့ရဘူးပါသည်အခုကိုမောင်ကြီးပြောသလိုဘောလုံးနဲ့ပတ်သက်ရင်နောက်တစ်ကြိမ်ပြန်ဆုံနိုင်စရာအကြောင်းတို့သည်တကြောင်မဟုတ်တကြောင် ရှိနေနိုင်ပါ၏ နီဘောနိုင်ငံသို့မြမမျိုးသမီးလေးများလိုက်ပါသွားသည့်ကိစ္စကဘောလုံးပွဲလိုပြန်လည်ခြေပောက်ခွင့်လည်းရလိမ့်မည်မဟုတ်နီဘောတို့သည် မလေးရှားသို့အမျိုးသမီးအလုပ်သမားများအားဆေလွတ်ခဲ့ရုံထုံးစံမရှိမြမတို့သည်သာ အချိန်ကကိုယ့်ရထက်နဲ့ကိုမအိပ်ရသည့်အချိန်ခါပဲဖြစ်ပါသည်မြမအလုံသမားအများစုနေထိုင်သောရက်ွက်များအတွင်ညင်းရောက်သည်နှင့်ကာကြီးကားငယ်အသွဲသွဲဖြင့်လိုက်လံဖန်ဆီးနေကြသည့်ကာလာကြီးဖြစ်သည် စားတုတ်တုတ်သွားတုတ်တုတ်ကာလများစက်ယုံထဲတွင် နေရသည့်အချိန်မှလွဲလင် အသက်ရှူသန်နှင့်အမျှဖျားတားနေရသည့်အချိန်ခါဆို ဆာလာရန်မှာတော့မြန်မာတွေပါသွားတဲ့စွန်ရိုင်းဘလို့မြစ်ထဲမှာတော့မြန်မာဘယ်နဲ့လောင်းလမ်းသွားရင် အလူရိုက်ခံရတဲ့ဖြစ်စေးုံပေါ်မှာမျောနေတဲ့အထက်ရှစ်ထက်ကခုံချလို့ပွဲချင်းပြီးစသည်စသည်ဖြစ်ကျွန်တော်တို့ဘာတွေများမှာရင်ခဲကြပါလို့လေ ဒါကိုပဲမလေးရှား၌အလုတ်သမားတယောက်ဖြစ်ဝမ်းချောင်းသွားခဲ့ရရှာသူသွားလေသူကြပြားစရာကြီးမောင်တန်းကငွေမရှိတာလဲအသက်အန္တရာယ်နဲ့နီးတာပဲဟုဖွဲ့ဘူးရဲ့ငွေမရှိတာလဲအသက်အရန်နဲ့အသက်အန္တရာယ်နဲ့နီးကပ်တာပဲတဲ့စကလုံးတော်ကကျွန်တော်သွေးကြောမြင်လို့အားလကဘာထိဆွဲဆန်းပြလိုက်တကယ်သူရှိသည်ညဘက်တရေလောက်အေးရဖို့အရေးအလုံးမပြန်ရောက်သည်နှင့် စီအောင်တော်တဲ့တိုးဝင်ကြသူတို့ကတိုးဝင် ကုန်းတရာကြီးများအောင်အမောင်တဲ့သို့တိုးဝင်သူကတိုးဝင်နေလူပေါင်း40သည်ငှက်ကောင်40လောက်မှ လွတ်လပ်စွာ လူလူပြန်တန်းခွေမရရှာခဲ့ကြပါပြီထိုကဲ့သို့ညများစွာတဲမှာကျွန်ုပ်အားခြောက်လန့်မှုအပေးနိုင်ဆုံးသောညမှာကုန်းတရာကြီးအောင်၌ငိုင်မြီးခဲ့ရသောညတွေပဲဖြစ်သည် ထိုညတွင်ငှက်ဆိုးတို့သည်မမီပရစ်ပိုးမွားတို့သည်ရန်သူလာမီကိုတည်နေကြသည်နှင့်စောလွင်စွာအိယာထိုင်ခင်ရွှေပြောင်းချကုန်ပြီထင်ညင်းအနံ့၌မယမနာတီးခတ်လာသောဟွန်းသင်ရှိကြီးများက ကျွန်တော်တို့လူစုအားခြုံပုတ်တဲရှိရုံးတငယ်လေးများအားခွေးဥနှင့်ခြောက်လန့်မောင်းထုတ်လိုက်တကယ်သို့ရှိခဲ့သည်ဘာဆိုဘာမှမမြင်တော့အမောင်နဲ့တိုးဝင်လေလုံကြုံလေ ပို၍မဲမောင်လေးအခြားတစ်ပတ်ရှိအလင်းနှင်းနီးလေမနဲ့လင်းတော့ညာကအဖြစ်ပြမှာအစိုးရဤစီမံချက်မဟုတ်တောမိလောင်၍တောကြောင်လက်ခမောင်းခတ်ခြင်းအချို့အဆောင်မပြန်ရဲကြတော့အချို့ဖနက်ဗလာဖြစ် ပြန်လာကြရသည် ကျွန်တော်ဤခြေဖနှောင်းတို့တွင်က သွေးတို့ဖြင့်ရဲလျက်ရှိသည် ကျွန်တော်သည် ကျွန်တော်ကျွန်သက်ရှည်ရဲ့အတွက် စီယုံတော်ကြီးကို ခြေကြီးတက်တက်ဖြင့်တိုးဝင်ခဲ့ပါပြီကော ရိုးသောစွာအသက်မွေးသောသူတို့အားနှကောင်းနှမျက်တို့သည်မမြင်ကြတော့ပြီလော ထိုးထက်ပေါ်၍သိုးသည်ကကုန်းတရာကြီးနှင့်ကလျက်အဆောင်မှမြမမင်းကလေးနှစ်ယောက်အားတောကြောင်အုပ်စုမှကားတင်သွားခြင်းပင်ကျွန်တော်တို့ဘာမားတွေလှုပ်ခဲမိလို့ပါလဲစူတောင်းတွေများမှားခဲ့ကြရော့လားလူပေါင်း၄၀နေခဲ့ဘူးသောအဆောင်သည်တိတ်ဆိတ်လျက်ရှိနှင့်သည် အဆောင်တကားတို့သည်အိမ်ုံဟောင်းတစ်လုံးကဲ့သို့ရိုရင်းပွင့်ရန်လျက်ရှိ၏ပထမဆုံးသတိရလိုက်မိသည်ကစာတိုက်ဘုံအခုရက်များသည် အမိမြမပြီမှ စာများရောက်လျောက်ထာရှိဘူးသည်ရက်များစာတိုက်ဘုံကိုဆဲခွင်းလိုက်တော့ဖြောကနေလိမ့်ကြလာသည်ကရန်ကုန်သားကိုမောင်ကြီးလာစဉ်ယူနေကြမြမဘာသာဖြစ်ထုတ်ဝေသည်ဂျာနယ်တစ်ဆောင်တည်းသာ အာမလိုအာမရနှင်းစာလိုက်ဘုံနဲ့လက်ထိုးကြည့်တော့အခွန်သာကြံတော့သည်အဆောင်မော်တက်ပြီးဂျာနယ်လေးကို ဖြေလိုက်သည့်အခါကျွန်တော်မျက်လုံးတို့ပြာဝေသွားရပြီ မိတ်ဆွေဟန်ဆောင်ဘူးသူရန်သူသည် နောက်တစ်ကြိမ်ရှင်သန်ထမြောက်ရင်အလို့ငှာအာယူလျက်ရှိလေပြီစလုံးမဲကြီးနှင့် ရေးထားသည်ကအေယာဝရီမြစ်ဆုံအရင် နိုင်ငံတော်သမရာကြီးကသူ၏သမရာတက်တန်းကာလတွင်ရပ်ဆိုင်းထားမိဟုကြေညာခဲ့သောမြေဆုံစီမံကိန်းအားတရုတ်နိုင်ငံပိုင်ကုမ္ပဏီဘက်မှပြန်လည်အသက်သွင်းနေသည့်ကိစ္စထိုမြေဆုံစီမံကိန်းအကောင့်ထဲပေါ်သွားလျှင်မြန်မာနိုင်ငံ လူဦးရေတန်း60ထဲမှ24သန်းမှဒုက္ခတွေရင်ဆိုင်ရွယ်ရှိနေသည့်အဖြစ်တရုတ်နိုင်ငံဘက်မှလှုပ်ရှားမှုများကိုတားဆီးရန်အေယာဝရီကိုကယ်တင်ရန် ေယာဝရီကိုကဲတင်ရမည်အေယာဝရီသည်မြန်မာနိုင်ငံအေယာဝရီမရှိလင်မြန်မာနိုင်ငံမရှိနိုင်သတင်းထဲတွင် ရေးထားသည်ကထိုများသာသို့သောကျွန်တော်အတွေးများကထိုများနှင့်ယက်မသွားလက်ရှိ ကျွန်တော်တို့ကြုံတွေ့ခံစားနေရသော အဖြစ်ဆိုးကြီးအထီးအေယာဝရီနှင့်နှိုင်းရှင်တွေ့တော်နေမိသည်အေယာဝရီသည်မြန်မာနိုင်ငံ၏မိခင်ဆိုလင် မြန်မာနိုင်ငံသားတို့သည်အေယာဝရီမြစ်လက်တံများမိခင်မြစ်မကြီးပျက်စီးပါပြောက်သွားလျင်မြန်မာနိုင်ငံပျောက်သွားနိုင်သလိုသားသမီးများဖြစ်ကြသည့်မြစ်လက်တံများနှင့်တူသည့်နိုင်ငံသားတို့ပါပြောက်သွားလျင်ကမြန်မာနိုင်ငံကြီးအဘယ်မှာအထွန်းရှည်လိမ့်မည်နည်းမလေးရှားသို့ရောက်နေခဲ့သည့်မြန်မာများပြီးနောက်ထပ်လာကြအောင်မည်မြန်မာများ သားရဲတွင်နဲ့ရောင်းနေသောရုံတငယ်သည်အချိန်ခါမရွေးအသက်နှစ်ခန္ဓာတီးခြားဖြစ်သွားနိုင်သည် မဟုတ်လား။အိုးဘယင်းမင်းကြီးတင်မင်းကြီးသည်ဤပထဝီမြေပြင်တည်ဟူသောနွားမကိုနှိုးညင်ယူလိုသည်ဆိုလျှင်ဤပြည်သူပြည်သားတည်ဟူသောနွားပေါက်ကလေးများကိုကာကွယ်စောင့်ရှောက်ရမည်။ဤသူပြည်သားတည်ဟူသောနွားပေါက်ကလေးများကိုကာကွယ်စောင့်ရှောက်မှသာလျှင် ဤပထဝီမြေကြီးသည်ပရေသာပင်ကဲ့သို့သီးနှံမျိုးစုံပြီးပေလိမ့်မည်။ဆရာကြီးပါရဂူဤနိတိတရားဆိုသည့်စာအုပ်ကလေးထဲတွင်မတော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူကို ထိုတို့တိုင်ပြီးပြောဆိုသွားခဲ့သည်။ကြာဤမကြာဤတော့ကျွန်တော်သည် အလင်းမသည် မြစ်တို့သည် စီစင်းချင်း၌သာပျော်မွေးကြကုန်သည်တော့အမှန်ပင်ဖြစ်ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် audio book အသစ်မှာပြန်ဆောင်ကြမယ်နော်